မင်္ဂလာပါခက်ဆုကက်ကီထူကန်ရန်ဘူးပြိသက်ကြီးရေဒီတစ်ပတ်မှာတော့မြန်မာပြိသက်တွေအသက်ဆွဲဖြစ်နေတယ်အင်ဒိုခိဟောင်းဘခုမဆုကာလာရေတိုက်ပွဲခေါ်တံတွေကိုခံညာထဲဝါစွာကြားရမယ်စီဇန်1အပီဆိုဒ်1ရဲ့အရှိန်ဟုန်ပြင်းတဲ့ဇလန်အချင်းချုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2005ခုနှစ်တမိုင်းရဲ့အမှန်တရားကိုဖျက်ဆီးဖို့စ조사နေတဲ့အချိန်နောက်ပြန်လှည့်တပ်ဖွဲ့ Time Retrograde Army တွေရဲ့ရန်ကိုကာကွယ်ဖို့အတွက်စာနေဝါလို့ခေါ်တဲ့တမိုင်းကိုစောက်ရှောက်သူတမိုင်းဝင်ဓာတ်တွေကိုလူ့အသွင်ဖန်ဆင်းပြီး စစ်မြေပြင်ကိုဆေးလွှတ်ခဲ့ပါတယ်။အဲဒီသူရဲကောင်းတွေကတော့တူကန်တာရှိတွေပဲဖြစ်ပါတယ်။ဒီနေ့ရပထမဆုံးစစ်မြေပြင်မှာပင်မဆက်ဆောင်တွေ ဖြစ်ပေါဝင်လာသူတွေကတော့အီဇူမီနိုကာမီခန်းနဲဆာရာခေါ်ခိမ်းဆန်နဲ့သူ့ရဲ့တွဲဖက်တာ နမကျော်ဓာသမဟောင်းဟီဂျီကာတာအသားစာဟိုရီကာဝါကူနီဟီယိုတို့ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာအချိန်နောက်ပြန်လဲတပ်ဖွဲ့တွေတည်ဆောင်လာတဲ့ကုန်ပစ္စည်းကိုဖျက်ဆီးဖို့မရှင်ကိုပြီးဆုံးအောင်ဆောင်ရွက်ခဲ့ပါတယ်။ ကူလီဟီရိုကတော့ခိမ်းဆန်ကိုလိုက်မိနိုင်ခြင်းမရှိတဲ့သူ့ရဲ့တိုက်ခတ်ရေးစွမ်းရည်အတွက်ကုကုကိုအားမလို့အားမရဖြစ်နေပါတယ်။ကျွန်တော်စုကလုံးဝမဖြစ်ခဲ့ဘူးကိမ်းဆန်လို့ပြောတဲ့အခါကိမ်းဆန်ကသူ့ရဲ့ခမမတ်စတိုင်အတိုင်းဟဲ့အောင်မင်းမသေးပဲပြောင်းလာတာဟာဒီပထမဆုံးတိုက်ပွဲအတွက်အောင်မြင်မှုပဲလို့ပကုံးပုတ်ပြီးအားပေးခဲ့ပါတယ်။အဲဒီထုတ်တွေထဲမှာတမိုးရှိရဲ့ပစ္စည်းတွေမဟုတ်ပဲတဲရီသာပါနေတဲ့အခါမှာတော့တူကန်ဒါရှိနှစ်ဦးလုံးဟာအချိန်နောက်ပြန်လဲတပ်ဖွဲ့ရဲ့ရွေချက်ကဘာလဲဆိုတာကိုခေါင်းဆဆပြုတ်လာခဲ့ပါတယ်။ တမိုင်းမှာပျောက်ဆုံးနေတဲ့ရေဒနာပစ္စည်းတွေအကြောင်းဒဏ္ဍာရီတွေပေါ်ပေါက်လာအောင်ဖန်တီးချင်တာလားဒီလိုမတိကျတဲ့ရည်ရွယ်ချက်တွေဟာသူတို့ရဲ့တာဝန်ကိုပိုပြီးခက်ခဲစေခဲ့ပါတယ်အနာယူချိန်တော့မရလိုက်ပဲစာနေဝါစီကနောက်ထပ်အမိန့်စာအစ်တစ်ခုရောက်လာပါတယ်ဒီတစ်ခါပြစ်မှတ်ကတော့1863ခုနှစ်မက်စလာရဲ့အီတိုခင်နောင်ပိုင်းဘာခူမာစုဖြစ်ပြီးရှိုကန်တိုကုကာဝါ EM မှုကြီးရဲ့အုပ်ချုပ်ချိန်ကာလဖြစ်ပါတယ်သူတို့ရောက်ရှိလာတဲ့နေရာကတော့အလွန်ကျယ်ပြန့်တဲ့ကိုကုဂျိုကန်ကြီးပတ်ဝန်းကျင်မှာ အနာဂတ်2005ခုနှစ်ကနေစောင့်ကြည့်တဲ့အခါအချိန်ကာလဟာနှစ်ပေါင်းရာကြီးဝေးကွာနေတာကြောင့်ရန်သူပေါ်လာမဲ့အချိန်ဟာလည်း၄ရက်ကနေ၅ရက်ထိလွဲချော်နိုင်တဲ့အခြေအနေမျိုးဖြစ်နေပါတယ်။အချိန်နောက်ပြန်လည်တက်ဖွဲ့ကရန်သူဒါစင်နဲ့ချီပို့နိုင်ပေမဲ့တူကန်တက်ရှိတွေကတော့နှစ်ယောက်တည်းသာလာနိုင်တာကြောင့်အခြေအနေကတကယ်ကိုမလွယ်ကူလာပါဘူး။ညဘက်ရောက်တဲ့အခါအနာယူနေတဲ့သူတို့နှစ်ဦးဟာမြို့ထဲမှာအချိန်နောက်ပြန်လည်တက်ဖွဲ့ရဲ့လှုပ်ရှားမှုကိုအာယုံခံပြီးလိုက်ပြီးချက်ချင်းထွက်ခွာခဲ့ကြပါတယ်။ အင်ဂျီတိန်ကိုစတင်ဝင်ရောက်ရှာဖွေစင်မှာပဲရန်သူရဲ့ရုတ်တရက်တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးပူနီဟီရိုဟာသူကိုယ်တိုင်အားနည်းတယ်လို့ထင်မြင်ကြကြောင်းကျွန်တော်လိုလူမျိုးကတကယ်ပဲသမိုင်းကိုကာကွယ်နိုင်မှမလားလို့မေးခွန်းထုတ်တဲ့အခါခင်းဆက်ရဲ့ပြက်ပြစ်စကားကတော့ခွန်အားဖြစ်စေခဲ့ပါတယ်။စိတ်သက်သာမနေနဲ့တော့ငါတို့နှစ်ယောက်ဒီမရှင်ကိုအောက်မြောက်လုံနိုင်လိမ့်မယ်လို့တခင်ကမျှော်လင့်ထားလို့တွဲပေးတာပဲလို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့အရင်ညမှာပဲဒုတိယအခက်အခဲရောက်လာခဲ့ပါတယ်။ တမိုင်းမှာမှတ်တမ်းတင်ထားတဲ့အတိုင်းမြို့ထဲမှာကြီးမားတဲ့မီးလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။လူတွေကိုကယ်ဆယ်လို့တဲ့ကုနီဟီရိုကိုခိမ်းဆန်းကတားမြစ်ခဲ့ပါတယ်။ကုနီဟီရိုဟာအလွန်တရာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။နောက်တနေ့မနက်မှာတော့မီးလောင်ထားတဲ့နေရာရဲ့အပေါ်ကောင်းကင်မှာအချိန်နဲ့နေရာလွဲမှားခြင်းအကြီးစားတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒါဟာရန်သူတွေအမြောက်အများရောက်ရှိလာတော့မဲ့လက္ခဏာပဲဖြစ်ပါတယ်။တူကန်တာရှိနှစ်ဦးဟာရန်သူတွေကိုတိုက်ခိုက်နေစင်မှာပဲအင်အားအလွန်မေးမမြတ်တောက်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တို့ရဲ့စာနေဝါဟာစစ်မြေပြင်ကိုရောက်ရှိလာခဲ့ပါတယ်။ခင်ဆန်းဟာတို့နှစ်ဦးတည်းနဲ့မဖြစ်နိုင်ဘူးလို့ညင်းဆိုချိန်မှာစာနေဝါကပြုံးပြီးငါ့မှာအစီအစဉ်မရှိပဲလာမယ်လို့မင်းထင်နေလားလို့ပြန်လဲမေးခွန်းထုတ်ခဲ့ပါတယ်။ဟုတ်ပါတယ်စာနေဝါဟာဓာတ်သူရဲ့ကောင်းနှစ်ဦးကိုခေါ်ဆောင်လာခဲ့ပါတယ်။ပထမဆုံးစစ်ကူကတော့အီယာမလှန်ကြီးကိုကင်ဆောင်ထားတယ်။တုံးထလှန်ကြီးများထဲမှတဦးဖြစ်တဲ့တွန်ဘိုဂီရီပဲဖြစ်ပါတယ်။တွန်ဘိုဂီရီရဲ့ရောက်ရှိလာမှုကတူကန်တာရှိနှစ်ဦးကိုခွန်အားတွေပေးစွမ်းခဲ့ပါတယ်။ ဒါပြင်နောက်ထပ်ရောက်ရှိလာသူကတော့ခိမ်းဆန်းတဲ့စကားများရန်ဖြစ်လေရှိတယ်။မူဆုနိုကာမီယိုရှိယူကီပဲဖြစ်ပါတယ်။သူဟာဒါအပြင်ရိုင်ဖယ်တနောက်ကိုပါအသုံးပြုတဲ့ခင်မီတဲ့တိုကန်တာရှိတူပါ။ဟိုနဲ့တိုကန်တာရှိလူရဲ့အင်အားစုဟာအချိန်နောက်ပြန်လဲတဲ့ဘက်ကိုပြန်လဲရင်ဆိုင်တိုက်ခတ်ဖို့အသင့်ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့ရန်သူရှိရောက်ထပ်မံရောက်လာတာနဲ့မြတ်တိုက်ပွဲကပိုပြီးပြင်းထန်လာပါတယ်။အီဇူမီနိုကာမီခါနဲဆာရာခိမ်းဆန်းဟာရဲရဲရဲဥဆောင်တိုက်ခိုက်နေပြီးသူ့ရဲ့တွေ့ဖက်တာ ဟိုရီကာဝါကူနီဟီရိုကတော့ဂိမ်းဆက်မှုအကာအကွယ်ပေးရင်တစ်ဖက်ကနေတိုက်ပွဲဝင်ခဲ့ပါတယ်။တွန်ဘိုဂီရီဟာသူ့ရဲ့အယာမလှန်ကြီးနဲ့ရန်သူတွေကိုရှင်းလင်းနေပြီးမူဆုနိုကာမီယိုရှိယူကီကတော့ဓာအပြင်ခင်မိတဲ့တနက်တွေကိုပါအုံပြုပြီးတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးချိန်မှာတော့စစ်ကြောင်းအလုံးဟာအောင်မြင်စွာရန်သူတွေကိုနှိမ်နင်းနိုင်ခဲ့ပြီးတမိုင်းမှတ်တမ်းအတိုင်းရဲတိုက်ပိုင်ရှင်မတင်ဆုံးမဲ့ကြန့်ရှိခဲ့ပါတယ်။ဒီချိန်မှာပဲစာနီဝါဟာအချိန်ပြည့်အားကြောင့်အချိန်စင်းကြံကိုအမြန်ဆုံးပြင်ရတော့မယ်လို့ပြောကြားခဲ့ပါတယ်။ ူဟာတူကန်တာရှိ၅ဦးကိုဒုတိယစစ်ကြောင်းအဖြစ်အပြီးသတ်ဖွဲ့စီပြီးအဖွဲ့ခေါင်းဆောင်ကိုတိုက်ရိုက်ခန့်အပ်လိုက်ပါတယ်။စာနီဝါရဲ့အမိန့်အရဒုတိယစစ်ကြောင်းမှာအီဇူမီနိုကာမီခါနဲစာရာဟိုရီကာဝါကူနီဟီရိုယာကန်တိုရှိရိုတွမ်ဘိုဂီရီနဲ့မူဆုနိုကာမီယိုရှိယူကီတို့ပါဝင်လာခဲ့ပါတယ်။အထူးခြားဆုံးကတော့အီဇူမီနိုကာမီကနဲစာရာကိုအဖွဲ့ခေါင်းဆောင်ကပတိန်ဖြစ်ခန့်အပ်ခဲ့ခြင်းပါပဲ။ ခမ်းဆန်းကိုတိုင်အာအာတင်သွားပြီးစာနီဝါကမနှက်ပြဲနေမဝင်ခင်အချိန်နောက်ပြဲလဲတက်ပွဲဟာဒီဒေသမှာထပ်မံပေါ်လာလိမ့်မယ်မင်းတို့၅ရောင်လုံးပူပေါင်းပြီးဂျန်သူရဲ့လှုပ်ဝက်ကြံစီမှုကိုဖော်ထုတ်ကာတမိုင်းကိုကာကွယ်ပါဆိုပြီးနောက်ဆုံးအမိန့်ကိုပေးခဲ့ပါတယ်စာနီဝါပြန်လဲထွက်ခွာပြီးနောက်ဒုတိယစစ်ကြောင်းကသူရဲ့ကောင်းငါဦးဟာသူတို့ရဲ့စခန်းချရာအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်ခမ်းဆန်းဟာတခြားသူတွေနိုးနေတဲ့အချိန်ကိုမဆောင်ပဲကူနီဟီရိုနဲ့ခွန်နိုစကဲရိုကိုခေါ်ပြီးစုံစမ်းစစ်ဆေးဖို့ထွက်ခွာသွားခဲ့ပါတယ် နိုးလာတဲ့အခြားတပ်ဖွဲ့ဝင်တွေဟာကိမ်းဆက်ရဲ့ပြက်သားတဲ့ဥစားမှုနဲ့မရှင်အပေါ်အလေးထားမှုကိုမြင်တွေ့ခဲ့ရပါတယ်။အဖွဲ့ဝင်၅ဦးဟာစစ်စင်ရဲ့အစီအစဉ်ကိုစတင်ဆွေးနွေးခဲ့ကြပါတယ်။သူတို့ဟာတကယ်စစ်မြေပြင်မှာတော့ပထမဆုံးချင်းအတူတကွပူးပေါင်းတိုက်ခတ်ခြင်းဖြစ်တာကြောင့်အချင်းချင်းမိတ်ဆက်ခဲ့ကြပါဗျ။ကုနီဟီရိုဟာသူဟာရှစ်ဆန်ကူမီမှာဟီဂျီကာတာတို့ရှိဆိုတဲ့ခိမ်းဆန်တို့နှစ်ဦးစလုံးဆောင်ခဲ့တဲ့ဓာတ်ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပါဗျ။မိုဂီရီကတော့သူဟာနမေဂျောတိုကူကာဝါစစ်တီတော့ဟွန်ဒါတာတာကစုရဲ့လှံဖြစ်ပြီး ဂျပန်ရဲ့တုံးထက်လန်ကြီးများထဲမှာတဦးဖြစ်ကြောင်းကိုပြောကြားခဲ့ပါတယ်။အာဝါရီစတိတ်ခေတ်မှာအတိကတိုက်ပွဲဝင်ခဲ့ရပြီးဒီခေတ်ကိုပထမဆုံးချိန်လာရတာဖြစ်တဲ့အတွက်အားလုံးရဲ့အကြံဉာဏ်ကိုလိုချင်ကြောင်းပြောကြားခဲ့ပါတယ်။ယာကန်တိုရှိရိုကတော့ကျွန်တော်ကတန်တိုဓာတ်တက်လက်ပါဆိုတဲ့စကားလုံးနှလုံးနဲ့သာမိတ်ဆက်ခဲ့တာကြောင့်ယဉ်သူမှုရဖို့ခက်ခဲတဲ့ဇက်ကောင်ဖြစ်ကြောင်းပြသခဲ့ပါတယ်။ခိမ်ဆန်းကရန်သူရဲ့ရည်ရွယ်ချက်ဟာတမန်ဝင်ပုဂ္ဂိုလ်တွေကိုလှုပ်ချံဖို့ထံပုံမနဲ့နဲ့လှုပ်ဝဲကြံစီမှုတစ်ခုရှိနိုင်တယ်လို့တန်ရရှိခဲ့ပါတယ်။ ခုနုစကဲရဲ့တမိုင်းဆိုင်ရာရှာဖွေမှုတွေအရအဓိကပြဿနာနှစ်ခုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ပထမတစ်ခုကတော့နိုင်ငံသားသားစန့်ကျင်ရေးလှုပ်ရှားသူတွေကိုဖမ်းဆီးထားခြင်းဖြစ်ပြီးဒုတိယတစ်ခုကတော့နယ်သားလဲရင်းနှွေးမှုအုံတင်မော့တစီနိုင်ငံကိုပြန်ဖို့ထွက်ခွာရမယ့်ကိစ္စဖြစ်ပါတယ်။ရာကန်တူရှီရိုဟာဖမ်းဆီးခံရသူတွေကိုစုံစမ်းဖို့အတွက်ထွက်ခွာပြီးမူဆုနိုကာမီကတော့ရင်းနှွေးငွေသုံးတင်မော့ကိုစိတ်ဝင်စားစွာနဲ့တူမိုဂီရီကိုပါဆွဲခေါ်ပြီးစိတ်ကမ်းကိုသွားခဲ့ပါတယ်။စိတ်ကမ်းမှာမူဆုနိုကာမီနဲ့တူမိုဂီရီတို့ဟာ အရာမရင်းနှွေးငွေသုံးတင်မောစီကိုမြင်တွေ့ရတဲ့အခါအံ့ဩတုန်လှုပ်ခဲ့ရပါတယ်။ခေတ်ကာလတွေပြောင်းလဲသွားတဲ့အခါဤပညာတွေဟာဘလောက်ထိတိုးတက်ပြောင်းလဲသွားသလဲဆိုတာကိုသူတို့သဘောပေါက်ခဲ့ရပါတယ်။မူဆုနိုကာမီကသူ့ရဲ့သခင်ဟောင်းဆာကာမိုတိုရိုမာမမြင်တွေ့ခဲ့ရတဲ့ကဘာကြီးကိုတင်မောစီပြီးလှက်ပတ်ခြင်းကြောင့်သူ့ရဲ့ကြီးမားတဲ့ဆန္ဒကိုဖော်ထုတ်ခဲ့ပါတယ်။နိုင်ငံသားသားစန့်ကျင်ရေးလှုပ်ရှားမှုနဲ့ရင်းနှွေးငွေသုံးတင်မောကိစ္စတွေကိုဆက်ဆက်ပြီးစဉ်းစားလိုက်တဲ့အခါ ။ဟန်သူတွေဟာဒီတင်မောပေါ်ကနိုင်ငံသားတွေကိုတက်လိုက်မယ်ဆိုရင်သူတို့ရဲ့နိုင်ငံတွေကဒေါသထွက်ပြီးစစ်ဖြစ်လာလိမ့်မယ်ဆိုတဲ့အဖြေကိုရှာတွေ့ခဲ့ပါတယ်။နိုင်ငံသားတိုင်းပြည်နဲ့စစ်ဖြစ်ပွားချင်းဆိုတာဟာတမိုင်းကိုထိန်းချုပ်ထားတယ်။ historical restraining for တော့မှာပြောင်းလဲနိုင်ခြင်းမရှိတဲ့ကြီးမားတဲ့အဖြစ်အပျက်ဖြစ်တာကြောင့်ဂျန်သူရီရဲ့တကယ်ပြစ်မှတ်ဟာတင်မောဘော်ကနိုင်ငံသားသားတွေဖြစ်ကြောင်းသူတို့သဘောပေါက်လိုက်ပါတော့တယ်။သူတို့၃ယောက်လုံးအနေနဲ့ရှိတဲ့တင်မောဘော်ကိုအမြန်ဆုံးဥတည်နေချိန်မှာပဲရုတ်တရက်ဆိုသလိုဘုံပေါက်ကွဲတံကြီးပေါ်ထွက်လာခဲ့ပါတယ်။ ရုတ်တရက်ပကွဲတန်ကြောင့်မူဆုနိုကာမီနဲ့တွမ်ဘိုဂီရီတို့ဟာအကအကွယ်ယူဖို့ချက်ချင်းလဲကြခဲ့ရပြီးရန်သူရဲ့တိုက်ခိုက်မှုစတင်နေပြီဆိုတာကိုသိလိုက်ရပါတယ်။